ကြည့်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေကြံလဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းကားနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ တာမြတ်နှင့်လူမတော်သည်ဒုနေယာမခွဲခွာ၍မိမိတို့နောက်ပါများထံသို့အသည်သည်ပြန်သွားကြပြီလျင်မိမိတို့သဘောတူကြသောအစီအစဉ်ကိုပြောပြကြရာတာမြတ်ဤစေတားများကမူမိမိတို့ဘောကြလျင်မိမိတို့ပြန်သွားကြရုံမျှသာရှိသောကြောင့်ရှောရှောရှူရှူသဘောတူညီကြလေသည်လူမော်ဤနောက်လည်းများမူကားလူမော်ကြဆုံးလျင်လူမော်ကဲ့သို့ကြံရီဖန်ရီရှိသောခေါင်းဆောင်တယောက်ရာခဲ့သည်ဆို၍ ကန့်ကွက်ခြင်းကြ၏အကျွတ်ကလည်းလူမော်ကြလျင်မိမိတို့ပါအဖန်ခံရမည်ဆိုသောကြောင့်သဘောမတူသလိုဖြစ်နေကြ၏သို့သောတယောက်သောဘုကလေးကလူမော်၏နေရာကိုလိုချင်သည်နှင့် လူမော်ကြစေကမူမိမိတို့ကအဖတ်မခံဘဲကုကံတိုက်ခိုက်နိုင်ကြောင်းနှင့်ဒီတို့ပြောလိုက်သည်တွင်သဘောများသဘောတူညီရလေ၏လူမော်နှင့်တာမြတ်တို့တိုင်ပင်ထားကြသည့်အတိုင်းတပြည့်လေးယောက်စီခေါ်ခဲ့၍ဘ ਹੁ ခွက်လက်ကလေးတို့ထွက်လာကြလေ၏ ဂျေဟုရဲ့ပေါ်များဝိထု၌ပါသောရင်တည်တိုင်ဤအစီစဉ်မှာဂျေဟုစွာမြေကြီးပေါ်တွင်ဂိုက်90တိုင်ထွာ၍အစွန်းတစ်ဖက်တစ်ချက်တွင်ငုတ်တိုင်တန်းစီဆက်ထူထား၏ခြောက်လုံးပြတနာများတွင်ကြီးစံတောင်စီထဲထိုး၍တယောက်တစ်လက်စီကင်လျက်ငုတ်တိုင်ရှိရာ၌မျက်နှာချင်းဆိုင်ရက်နေရမည်အချက်ပေးလိုက်သည်နှင့်ပြိုင်နှင့်တယောက်ထံသို့တယောက်လျှောက်လာ၍ ပြစ်ရှင်သောချိန်တွင်ပြစ်ရှင်သူကအရင်ပြစ်နိုင်ခွင့်ရှိသည်သို့သော ထိုကဲ့သို့ပြည့်၍မထိမှန်ပဲချော်သွားသည်ဖြစ်စေထိပင်ထိတော်လဲမပြစ်ရသေးသောသူကမလဲကြပဲရှိနေသည်ဖြစ်စေပြည်ပြီးသောလူသည် ထွက်မပြစ်ရပဲမိမိရောက်နေသောနေရာ၌ရက်လျက်ထိုသူပြစ်သည့်တိုင်အောင်စောင့်နေရမည်ဖြစ်လေသည် နောက်လည်းများသည်စည်းကမ်းတိုင်းကွက်လက်တွင်ဂိုက်90အတောင်တရာတောင်နှင့်မြောက်တိုင်းထား၍ ငုတ်တိုင်းဒဇိုင်းစီစိုက်ထူထားကြလေသည်အချိန်မှာနနက်ကိုနာရီခန့်ရှိပြီဖြစ်နေ၍နေဘက်သို့မြေသူများမျက်နာလှည့်မနေစေရန်တောင်နှင့်မြောက်တိုင်းထွာကြရခြင်းဖြစ်လေသည်၎င်းနောက်တာမြတ်ဤခြောက်လုံးပြူတနတ်တွင် ရန်တောင်တောင် လူမော်ဤတနတ်တွင် ရန်တောင်တောင်ထိုး၍မဲချကြရာလူမော်ကမြောက်ဖက်တာမြတ်ကတောင်ဘက်မှကြသည်နှင့်၎င်းအတိုင်းမျက်နှာချင်းဆိုင်နေရာချထားကြ၏ တောင်းနေမြမြလချင်းဆိုင်ရကြ၍နာနဲ့ကိုနာရီအချင်းစိုးစေကမူ၎င်းရာသီတွင် နေသည် တောင်ဘက်သို့ခရယွန်းယွန်းခရီးသွားသည်ဖြစ်သောကြောင့်မြောက်ဖက်မှ ကြာသောလူမော်ဤမျက်နာသို့နေရောင်အနှံငယ်ထိုးသည်ဖြင့်ตาမြတ်ကမဆွစလောက်တပန်းသာသည်ဟုဆိုရပေမည်မျက်နှာချင်းဆိုင်ရိပ်မိကြသောအခါตาမြတ်ဤနောက်လိုက်လေးယောက်တို့သည်တိုင်းထွာထားသောဒါလန်းဤအရှိဘက်မှ၎င်း လူမော်ဤနောက်လိုက်လေးယောက်သည် အနာဖမ၎င်းရက်ကြည့်နေကြသည်တတောင့်တဲသောရန်တောင့်ထိုးထားသည့်တဏ္ဍတလက်စီကံကမျက်နှချင်းဆိုင်ရက်မိကြရာတွင်ဘုကလေးတယောက်ကအချက်ပေးလိုက်သည်ဖြင့်ဒါမြနှင့်လူမော်တို့သည်ငုတ်တွင်ဆိုက်ထားသော နေရာမှရှေ့သို့လှမ်းတက်လာကြလေတော့သည်နေရာလုံးမှာ အတော်တန်တတိကောင်းသူများဖြစ်၍မတုံမရင်ခြေလှမ်းမှန်မှန်နှင့်လှမ်းလာနိုင်ကြပေသည်အကယ်၍စိတ်ထဲ၌တုန်လို့စေကံမူလဲတပည့်များကြည်နေသည်ကတည်းကြောင့် တသက်ပလုံးပြိုင်ဘက်ဖြစ်လာရ၍အခြားလူရှိတွင်ကြောက်ချင်ကြောက်မီဤကောင်းနှင့်မူကားမိသည့်နီးနှင်းမြကြောက်စိတ်မဖော်ပြဟု၍နှစ်ယောက်လုံးက စိတ်တင်းထားကြဟန်တူပေသည်တို့ဖြစ်၍လူမော်သည်အန်ကျိတ်လက်၎င်းဒါမြတ်သည်နှုတ်ခမ်းကြိုက်လျက်တော်၎င်းခြေလမ်းမှန်မှန်မမြန်မနှေးခိုက်အေးအေးအမူအရာမျိုးဖော်ပြလျက်တနတ်ကိုရှေ့၌ချင်းရွယ်ကလျှောက်လာကြရာ သူအရင်ပြစ်ချိန်မီတော့ ငါကပင်အရင် ပြည့်ရမည်လို့ဟူသောပြဿနာကိုစိတ်ထဲတွင်အတိအသည့်နှိုင်းချိန်လျက်ရှိကြ၏၎င်းတို့မျက်နှာများပေါ်တို့နေမင်း၏အလင်းရောင်သည် ဝင်းပြောင်စွာကြာရောက်လျက်ရှိရာတနတ်ပြည့်လျင်အနေနှင့်အများမျက်နှာပြင်ရမည်ဖြစ်သောကြောင့်တယောက်ဤမျက်နှာကိုတယောက်စူးစိုက်စွာအကဲခတ်လာကြတော့၏ဂိုက်90အကွာဝေးမှစတင်လျှောက်လာ၍ခရီးတဝက်ခန့်ကျိုးသည်ဖြင့်ဂိုက်30အကွာဝေးသို့ချင်းကပ်လာကြသောအခါ လူမော်ဤနဖူးကျော်များတင်းသွားသည်ကိုသာမြတ်မြင်လိုက်ရ၍ပြစ်ချေတော့မြေဟုတိလိုက်၏စိတ်သည်အလွန်လင်မြန်၏သာမြတ်သည်ဤသို့တိလိုက်သည်နှင့်တပြိုင်နက် ဝရမှောင်၍လက်အိတ်ချလိုက်၏သို့သောစည်းကမ်းကြအရဤကဲ့သို့မပြုတ်လောက်ရာကြောင်းကိုသတိရ၍သူပြေသောအချိန်တွင်တပြိုင်နက်ဆက်ပြစ်လိုက်တော့မြေဟုအကြံဖြစ်ပြန်၏သို့ဆိုလျင်မိမိကဤခရီးလောက်မှဒေဇာပေါထိမှန်အောင်ပြစ်နိုင်လိမ့်မည်ဟုကိုကိုကိုစိတ်မချရကား မိမိ၏ကြည်စံသာလျင်အချင်းဤဆုံးသွားကြတော့မည်ဟုစဉ်းစားမိပြန်၏မြည်သည့်နီးနှင့်မစုံမိမိကြည်စံသည် လူမော်၏ကြည်စံထွက်လာပြည်သည့်နောက်မှထွက်သွားမည်ဖြစ်သောကြောင့်လူမော်လက်ဖြောင်းခဲ့လျင်မိမိမှာအသေးမလွတ်ပြစ်လိုက်ရဖို့သည်ဆုံယုံမြတ်သာဖြစ်နေတော့မည်ဟုစဉ်းစားမိ၏ဒီအတူတူလူမော်ပြည့်ချင်းကိုတစ်ချက်ရှင်းအောင်ခံလိုက်တော့မည်ဟုဆုံးဖြတ်၍ခရုတ်ဖြုတ်မည်ဟု တောင်းလိုက်သောလက်ညှိုးကိုပြန်လျှော့ချလိုက်တော့၏ ၎င်းစေကူများသည်လူမကပြစ်တော်မြေဟုနဖူးကျော်တင်လာသောချိန်မှနိုင်ငံ내ကြီးစံထွက်လာသောချိန်တွင်တစ်စက္ကန့်လောက်ကြာကောင်းမှကြာမည်။ဒါမြတ်ဤအုံနောက်ထဲ၌ဖြစ်ပေါ်လာသောစေကူများဖြစ်တော်သည်လူမော်ဤတနပြောင်းမှထောင်ကနေထွက်လာသောမိဂောကိုရှေးဥစွာမြင်ရ၍နရွက်အနီးမှရွှေကနေကြီးစံဖြတ်သွားပြီးသည့်နောက်မှနိုင်ငံ내ဖြောသောတနတန်ကြားလိုက်ရသည်နှင့်အတူနရွက်တွင်ဘူကနေဝေဒနာခံစားလိုက်ရ၏။ထို့နောက် ပူနွေးနွေးရှိသောရေပေါင်များသည်ပကုံးပေါ်သို့တစက်တစက်ကျလာသည်ထင်ရ၏စင်စစ်မှာကြီးစံသည့်တာမြဤနရွက်အစွန်းတွင်ဇပလုံးတစ်ထောက်ခန့်ညှိသွား၍ဒေးမြစီယိုကျလာခြင်းဖြစ်လေသည်လူမော်သည်တာမြလက်ကြသည်ကိုမျောလင်သောမျက်လုံးများဖြင့်စူးစိုက်စွာကြည့်နေရာနရွက်ဖြားမှာသိကြခြင်းကိုသာမြင်ရသည်နှင့် လူမော်ဤမျက်နှာ၌သိမရှိတော့တဲ့ကဲ့သို့ဖွေးကနေဖြစ်သွား၏ အကြောင်းမူကားမိမိကပြစ်လိုက်သောကြည်စံသည်ဒါမြတ်ကိုမထိမှန်ပဲဒါမြတ်ဤလက်ဝဲ၌မပြည့်ရသေးသည့်တဏှာရှိနေသည်ကိုစဉ်းစားမိသောကြောင့်ဖြစ်လေ။ဒါမြတ်ဖို့မူကားဝမ်းမြောက်လိုက်သည်မှာရော့ဝဲရာမရှိတော့ပေ။မိမိ၌အသေးလွတ်ယုံသားမက လူမကိုလည်းပြစ်တတ်နိုင်ခွင့်ရနေလေပြီတော့ပြီ။ဒါမြတ်သည်မူလစည်းကမ်းချက်အတိုင်းလူမော်လေးတို့ကြိုက်သလောက်ချင်းကပ်နိုင်သောအခွင့်အရေးရှိ၏။သို့သောယနေ့အထိ လူတယောက်ကိုပြစ်ဒဏ်ဖူးခြင်းမရှိသေးသောကြောင့်ဒေသေးချာချာကြီးပြစ်တရမျိုးကိုမနှက်သက်ချေမိမိကိုယ်တိုင်ကလူမော်ပြစ်ချင်းကိုစွန့်စား၍ခံခဲ့ပြီးနောက်လူမော်လွဲချော်၍သာမိမိအသက်ရှင်လျက်ရှိရာတွင် လူမော်ပြစ်သောနေရာမှပြစ်မိဆိုရင်လည်းမိမိအဖို့နစ်နာမိထင်၏လူမော်အားလည်းဒေကြပေါက်ဒေဖို့မဟုတ်ပဲလွတ်လွတ်လွင်ညာစပိုရင်းချဆိုသောအခွင့်အရေးတစ်ခုလည်းပေးလို၏တို့ဖြစ်၍ တာမြတ်သည်ရှေ့သို့ခြေသုံးလမ်းဒီသာ တက်လာပြီလျင်တနတ်နှင့်ချိန်ကလူမော်၏အကဲကိုကြည့်နေတော့သည် လူမော်ကမိမိ၏လက်ချက်ချော်သွား၍တာမြတ်မလဲပဲရက်နေသည်ကိုတွေ့ရသဖြင့်မျက်နှာပြတ်သွားပြီးသည့်နောက်ထွက်ပြေးအံ့အကြံနှင့်ဤမထိုမလှမ်းကြည့်လိုက်သည်ဤသို့သောအခြားလူများထက်တာမြတ်နှင့်စီကံဖြဲ့ရမည်ကိုတာမြတ်ပေါ်၌ပင် ရှက်သည်နှင့်ပြေတော်မီဟန်ပြင်ပြီးမှစိတ်ကိုတင်း၍ရက်နေတော့သည်ဟဲ့ကောင်လူမော် ါလဲကွာသိရမှာမကြောက်ဘူးလားကြောက်ကြောက်မကြောက်မကြောက်မင်းဘူးမဟုတ်ပါဘူးကွာပြစ်မှသာပြစ်ပါကြောက်လို့ရှိရင်ကျွန်တော်ကိုချမ်းသာပေးပါလို့တောင်းပါမလားတောင်းမှန်တော့မင်းကမပြစ်ဘူးလားတောင်းမှန်ရင်ငါစဉ်းစားမှာပေါ့တမ်းပါတယ်ကွာမင်းကငါ့ကိုအဆက်ခွဲမလို့ပြစ်မှာပြစ်ပါစကားမရှိနဲ့တောင်းမှန်ရင်မပြစ်ဘူးလို့ငါကကတိပေးရင်ကော လူမမအကြည့်အကျဲအကြက်ကြလျက်ရှိ၏ဒေဘုကြောက်လိုက်သည်မှာတရဝအပေါင်းတို့ဤထုံစံတိုင်းပင်အာဇာနီမဟုတ်တတ်သောကြောင့်စိတ်ထဲကလွင်စွာ တုန်လှလျက်မာနကြောင့်တောင့်ခံနေရခြင်းဖြစ်လေသည်တောင့်မှန်လိုက်ရခြင်းမီလားမှန်ခြင်းမှမှန်မည်ဖြစ်၍မတောင့်မှန်ပဲကြံ့ကြံ့ခံလိုက်ရခြင်းမီလားမဝေခွဲနိုင်သည်နှင့်တွေဝေလျက်ရှိတော်သည်ဟေးပြောလေကွာငါဂရီပေးရင်တောင့်မှန်မလား မင်းကအရင်ဂရီပေးပါဦးငါကပြည့်ရမစဉ်းစားပြစီလားကွာဒိုင်းကနေတနတ်တန်တစ်ချက်ထွက်လာရာတွင် နောက်ပိုင်းမှအတီးအီးစောင့်ကြည့်နေကြသောလူမော်ဤနောက်လိုက်တပုံများနှင့်ตาများဤနောက်လိုက်စစ်သားများမှအလန့်တကြားဖြစ်သွားကြ၏၎င်းတို့သည်လူမော်နှင့်ตาများတို့အပြန်အလှန်စကားပြောနေကြသည်ကိုစိတ်ဝင်စားလျက်နောက်ထောင်နေကြရာตาမြတ်ကင်ထားသောတနတ်မှမိကိုထွက်ခြင်းကိုလည်းမမြင်ရตาမြတ်မှလည်း မောင်ဖြုတ်သေးသည့်အမူအရာမျိုးဖော်ပြသည်ကိုမတွေ့မမြင်ရသည်နှင့်အံအားသင့်လျက်ရှိကြ၏။ဒါမြတ်ကိုယ်တိုင်မှလည်းတဏှာနှင့်ချိန်ရထားရာမှတစ်ဖက်ဥကောင်းငယ်ကမျောကြည့်လိုက်ရာဖရာငုတ်တို့နောက်မှရိုင်းဖေတနာများကင်ကာထွက်လာကြသောလူများနှင့်ချောင်းလုံးပြုတ်တလက်ကိုလောလောဆယ်ပြစ်ဖောက်လိုက်သောလူတယောက်ကိုသာတွေ့မြင်ရလေ။စင်စစ်တော်ကကွန်မြူနီများသည်ရဲဘော်များကိုဖမ်းပြီးအစိုးရစစ်တပ်ကလေးတရက်ရောက်လာသည်ဟုတရင်ရ၍ ရဲဘော်နဲ့ကွန်မြူနတီတို့စာချုပ်စီကံပြုလုပ်ကပူပေါင်းခြင်းကမဟုတ်စေကမူလဘုံအချင်းချင်းဖြစ်၍အစိုးရစစ်တပ်ဆိုလျင်ရန်သူဟုသဘောထားရမည်ဖြစ်သည့်အတိုင်းလာရောက်ဝိုင်းဝန်းကြခြင်းဖြစ်လေသည်ကွန်မြူနတီကောင်းဆောင်သည်အထက်ပါတိုင်းတနတ်တစ်ချက်ဖောက်ပြင်းနောက်အစိုးရစစ်တပ်ကအရှုံးပေး၍လက်နက်များကိုမိမိတို့လက်ဝဲသို့အနှင်းပါမူစစ်ဗိုလ်ရောငယ်သားများပါလွတ်လပ်စွာထွက်သွားခွင့်ပြုမည်ဟုပြောလေ၏။ဒါမျှသည့်အခြေအနေကို ကြည့်လိုက်သောအခါ ်တပုံနှစ်တက်သည်မိမိတို့အားဝိုင်းညက်လျက်ရှိနေသည့်ဖြင့်အရေးတွေအပြင်လည်းသူတို့ဘက်ကများ၏သို့သောမိမိတို့ဘက်မှအလေးကျင့်ရပြီးသောစစ်သားများဖြစ်သည့်ဖြင့်လက်နယ်လက်အထိုက်လျောက်သာသည်ဟုယူဆ၏လူမကိုလန့်ကြည့်လိုက်သောအခါမိမိတို့၏တယောက်ချင်းတိုက်ပွဲပြီးဆုံးပြီဟုယူဆသည့်လက္ခဏာနှင့်ဒေါ်နီယာမှထွက်သွားတော်မူခဲ့သောဟန်ပြင်လျက်ရှိသည်ကိုတွေ့ရ၏။ဒါမြတ်သည်မိခဲ့သောပြည်လုံးရမည်ဟုရုတ်တရက်မဆုံးဖြတ်နိုင်သည်ဖြင့် မိမိအနိမ့်နိုင်ရှိသောလက်ထောက်ဘိုကလေးများနှင့်ဒိုင်းမင်းမြီပြူစဲတွင် ဆုံပြချင်းတာဝန်သည်ဒါမြတ်၏လက်မှလွတ်ထွက်သွားတော်သည်အကြောင်းမူကားစစ်တပ်နှင့်အတူထားခဲ့သောစစ်ဘိုကလေးတယောက်သည် မယူရဖြစ်၍စိတ်ဆက်သည်နှင့်မိမိတို့၏အကြီးအကဲဖြစ်သောဘိုသားမြတ်အားတနတ်နှင့်ချိန်ရလေသလိုဆို၍ဂွေမြင့်ခေါင်းဆောင်အားရိုင်းဖယ်နှင့်ပြစ်ချရာ အခြားစစ်သားများကလည်း နောက်ဆုံးရောက်လာသောကွန်မြူနစ်တပုံများစီတို့ရိုင်ဖယ်များနှင့်ပြစ်ခတ်ကြသည်တွင်တိုက်ပွဲအစပြုပြီးဖြစ်သွားသောကြောင့်ပေသည်။ယင်းကဲ့သို့တဖက်နှင့်တဖက်စတင်ပြစ်ခတ်ကြရာတွင်ဒါမြနှင့်လက်ထောက်၄ရောက်တို့သည်၎င်းလူမော်နှင့်လက်ထောက်၄ရောက်တို့သည်၎င်းမိမိတို့ငယ်သားများရှိသောနေရာသို့အသည်းသည့်ပြေးသွားကြရလေ၏အဖွဲများမှာဖိုလ်ကုံလောက်ဆိုင်ဖြစ်နေ၍ဒါမြတ်ဤစစ်သားများသည် နထာနာသို့မျက်နှာမူကားပြစ်ခတ်ကြရလေရာ တပုံနှစ်ဖွဲ့တို့မှာမူကားအစိုးရစစ်တပ်ကလေးရှိရာသို့တဖက်သက်ပြစ်ခတ်နိုင်ကြသည် ဖြစ်၍အစိုးရစစ်တပ်မှာအညက်ခံရလေပြီစစ်သားများသည်ဤရာသည်ပင်များသို့ပြစ်ခတ်ကာအကာအကွယ်ယူကြတော့လေနှစ်မျက်နှာမှပြစ်ချင်းခံရသောကြောင့်အထီးအခိုက်မလွတ်နိုင်ပဲရှိကြ၏တပုံဘက်ကမူနှစ်ဖွဲ့ညက်ထားနိုင်သောကြောင့်အားတက်၍ရှိသူတို့နိုင်ကြရာသားမြတ်တို့မှာစုတ်ခံခံကြရလေတော့သည် သို့နှင့်တပုံတော့ကပြည်သည်တဲ့ပြည်လာကြ၍အစိုးရတက်ကလေးမှာတဆုပ်တဲ့ဆုပ်နေကြရပေရာနောက်ဆုံးတွင်စစ်သားများအားလျှော့၍ပြည်သူပြည်ကုန်ကြလိမ့်မည်။တာမြတ်မူကားဆုပ်ခံခံကြသူများအ내တွင်နောက်ဆုံးအပိုင်းမှဖြစ်၍တတိကောင်းသောဘုကလေး၂ယောက်နှင့်စစ်သား၄၅ယောက်ချန်ရန်ကခုခံတိုက်ခိုက်ကြသည်ဟိ။သို့ပါတော်လဲကြသူကြ၍ပြည်သူများပြည်ကုန်ကြပြီဖြစ်သောကြောင့်တာမြတ်နှင့်တပည့်၃၄ယောက်တို့သည် တပုံများဝိုင်းဝန်းချင်းခံရပြည်လျင် နောက်ဆုံးတွင်လက်ရဖန်စီချင်းခံကြရလေတော့သည်ရဲဘော်ကောင်းဆောင်ဖြစ်သောလူမော်နှင့်ဂွေမျိုးနှင့်ဒုတိယကောင်းဆောင်တို့သည်လက်ရဖန်စီရမိထားသောလာမြတ်နှင့်စစ်သား၄၅ယောက်တို့ကိုကိစ္စကိုတိုင်ပင်ကြ၏ဂွေမျိုးနှင့်များပဲမှပထမကောင်းဆောင်မူကားတိုက်ပွဲအစပြုကြတဲ့ကမယူရစစ်ဘိုလ်ကလေး၏ရိုင်ဖယ်ကြည်စံကြောင့်ကြာဆုံးခဲ့လေပြီဂွေမျိုးနှင့်ကောင်းဆောင်သည်မိမိတို့၏အကြီးအကဲကို စစ်မကြင်ညာမီပြစ်တက်လိုက်ခြင်းအတွက်ကြောင့်မိထားသောစစ်သားများကိုလက်စားချေသောသဘောနှင့်တပ်ပစ်ခြင်း၏သို့သောကွေမျိုးနှင့်ခေါင်းဆောင်ကိုပြစ်ချသောစစ်ဗိုလ်ကလေးမှာဤလူစုအနက်တွင်မပါရှိသောကြောင့်လူတယောက်အပြစ်အတွက်နှင့် အခြားလူများပေါ်၌လက်စားချေခြင်းသည်မတင်လျော်ကြောင်းဖြင့်လူမော်ကကန့်ကွက်လေသည်လူမော်ကတစ်ချက်ကလည်းရှိသေးတယ်မိတ်ဆွေရဲ့ဒေါ်လာကြီးဆိုတာမျိုးက တောက်လျှောက်တစ်ဆက်တည်းအောင်မြင်သွားလိမ့်မယ်လို့ဘယ်သူမှမထင်စားဝင်ပေဘူးသူတကငါတလဲဆိုသလိုအနိုင်အမြင့်ကြုံရတတ်ပါတယ်ကိုကတာတဲ့အလက်မှာအရန်နှိမ့်လိုက်မယ်ဆိုရင် အမျိုးသားချင်းချင်းစိတ်နာကုန်ကြပြီး နောက်ဆုံးကြတော့တမျိုးလုံးပြုတ်ပြုတ်ပြုံးကုန်ပါလိမ့်မယ်မိတ်ဆွေစဉ်းစားပါဘယ်နဲ့လဲဗျာကျိုးတို့ကအမျိုးသားချင်းမို့လို့မတိုက်ချင်းလို့စကားကမ်းလန်းနေရမှာ စကားပြောတဲ့လူကိုပြစ်ချတာတော်ရော့လားဗျာ မလျော်တာတော့မှန်ပါတယ်သို့တော့ပထမပြစ်တဲ့လူကဒီထဲမှာမပါတော့ဘူးဗျလွတ်ထွက်သွားပြီဒါနဲ့မိရလူကိုလက်စားချေသလိုလှုပ်လို့မတော်ပေဘူးထင်တယ်ဗျာဒါမြသည်မိမိတို့အတွက်နဲ့ပတ်သက်၍ခေါင်းဆောင်နှစ်ယောက်ဆွေးနွေးတိုင်ပင်ရသည်များကိုအလုံးစုံကြားရ၍လူမကိုမိမိကပြစ်မချမိသည့်အတွက်တော်သေးသည်ဟုအောက်မေ့မိ၏နောက်ဆုံး၌ကုမင်းနှင့်ခေါင်းဆောင်သည်လူမဤစကားကိုနားဝင်၍ မိထားသောစေတားများကိုလွတ်ပြစ်ဖို့သဘောတူလေ၏သို့သောတာမြတ်တို့လူစုကို စကားချီလိုသေးသောကွန်မြူနစ်ကောင်းဆောင်ကတာမြတ်အားတခုတော့ပြင်ရင်ပြုတ်ခဲ့ကြပါလားဗျာဗာလဲဗျာကျို့တို့ယခုဒေါ်လန်ရာချင်းဟာတိုင်းပြည်လူစုကောင်းစားရေးတွေပြုတ်လို့ရချင်းဖြစ်သောကြောင့်ခမရတို့ကိုလွတ်ပေးလိုက်ရင်ကျွန်တော်တို့ကိုနောက်နောက်အခါတွင်ဘယ်တော့မှ မတိုက်ပါဘူးလို့ဂရိပေးရရင်မကောင်းပေဘူးလားဗျာ အဒါကတော့မဖြစ်နိုင်ပြဘူးထင်တယ်ကျတို့ကစိတ်ဝင်နှန်းဆိုတော့ဒီပိုင်းဆိုရကိုဘယ်လိုလူကဘယ်လိုရည်ရွယ်ချက်နဲ့တော်လန်သည်ဖြစ်စေကျတို့ကအစိုးရဘက်မှတိုက်ပါမယ်လို့သစ္စာပြုထားရတဲ့အကြောင်းကိုခမားတို့လည်းသိလောက်ပါတယ်တစ်ဖက်ကိုသစ္စာပြုထားပြီးတဲ့နောက်တစ်ဖက်ကိုတမျိုးတမျိုးသစ္စာပြုရအောင်မယ်ဆိုလို့မဖြစ်နိုင်ဘူးထင်ပါတယ်ဗျာဤတွင်လူမော်ကအသူပြောတာဟုတ်ပါပေတယ်ဗျာ ဟိုတို့မျိုးဒီမျိုးဆန့်ကျင်ဘက်သစ္စာပြုလို့ဘယ်ဖြစ်နိုင်မိမလဲဗျာဒါဖြင့်လေကျုပ်သဘောတော့စေတန်း၅ယောက်ရော့ရင်ရန်သူ၅ယောက်ရော့သွားတာပဲဆိုပြီးတုတ်တင်လိုက်ချင်တယ်ဗျာဝိမင်းနဲ့ကောင်းဆောင်သည်အစိုးရစစ်တပ်တွင် အကြီးအကဲဖြစ်သောတာမြတ်ဤသွေးကိုစမ်းလို့သည့်လက္ခဏာနှင့်ဤသို့ပြောလိုက်ခြင်းဖြစ်သည့်လျောက်တာမြတ်ဤမျက်နာကိုအကဲခတ်နေ၏တေရမြေကိုမကြောက်သူမရှိသောကြောင့်တာမြတ်မှာ မျက်နာပြက်သွားသည်မှန်တော်လဲဂရိပိပါတော်မည်ဟု၍မပြောပဲနှုတ်ခမ်းကိုကိုက်နေစေသားလျောက်ကမူဂရိပိလိုက်ပါဘူကြီးဟု၍ပင်သားမြတ်ကိုတိုက်တွင်းသေးရာသားမြတ်ကမျက်လုံးပြည့်၍ပြလိုက်တော့သည် နောက်ဆုံး၌ကိုင်မင်းရဲ့ခေါင်းဆောင်ကခမရသေးကိုစန့်ကြည့်တာပါဗျာဂရိပိပြီတော်တော်ကြာဝန်တိုက်တော်ကျွတ်တို့ဗာတတ်နိုင်မှာလဲတော်ပြီဗျာခမရတ္တိကိုအကျုပ်ချီးကျူးပါတယ် ဗမာစစ်ဘိုးတွေမှာဒီလိုတတ္တိကောင်းတဲ့လူတွေတွေ့ရတော့ကြောက်ပြင်းတော်လန်ခြင်းနဲ့စိတ်တော်အတော်နဲသွားတယ်ဗျို့ချီးကျူးပါတယ်ဗျာလူမော်ဒီ၎င်းကွန်မြူနီကောင်းဆောင်ဒီ၎င်းခေပညာရကလေးများတင်ကြသည့်အလျော်စွာလာမြတ်ကိုလက်ဆွဲ၍ချီးကျူးကြလေသည် လူမော်ကမူလာမြတ်ဤလက်ကို အချင်းချင်းဆွဲလို့ရင်ငငချင်းဟာမင်းငါနဲ့ငငယ်လေးကလေးကစပြီးအပြိုင်ဆိုင်လှုပ်လာခဲ့ကြတာ ဒီကနေ့အဖို့ဖြင့်မင်းလွတ်ပုံကလေးတွေငါကြီးညိုပါတယ်ကွာ အမှန်ပါပဲနေပါဦးတင်ငယ်ချင်းခုနေတော့ကငါတို့စကားကလေးမဆုံးခင်တိုက်ပွဲဖြစ်သွားလို့စကားပြတ်သွားပါတယ်ပြည်သာပြည်ပါစီတော့တင်ငယ်ချင်းရာအေးလေပြည်သာကတော့ပြည်ပါပြီငါကလည်းပြစ်တော့မှာမဟုတ်ပါဘူးသို့တော့ဟိုတုန်းကငါကဂရီပေးလိုက်လို့ရှိရင်မင်းကတောင်းပန်မှာလားခုနေပြောလို့အပေါ်ဘော့တင်ငယ်ချင်းရာငါကမတောင်းပန်ဘူးလို့ပြောရင်မင်းကယုံမှာလားသို့တော့ဘာပဲဖြစ်ဖြစ် မင်းကိုငါကပြည့်ပြည့်တဲ့နောက်မင်းကတခါတည်းမပြည့်သေးပဲစကားဆိုနေလိုက်ပုံကလေးကိုတော့ငါချီးကျူးတယ်ကွာငါသာမင်းနေရာမှာဆိုရင်ဘာတော့ညာတော့ပြောမနေဘူးရင်ဝတက်တယ်ကြီးစော်ထည့်လိုက်မှာပဲဟေးတော်ပြီကွာငါလူနောက်ဆုံးအချိန်လက်ဆွဲပြီးနောက်ตาမြတ်နဲ့စက်သား၄၅ယောက်တော့ဒီတပုံများဤနေမှထွက်လာခဲ့ကြလေတော့တည်းဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတောင်းဤ ညက်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းငါးနေဖြင့်ဆက်လက်ဖတ်ပြလင်းဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေသူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ